ားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့နှွေဦး family youtube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ကျမတို့နေဖပြမဲ့အစာအုပ်လေးကတော့ဆီယာမဂျာနယ်ကျော်မမလေးရေးသားထားတဲ့သွေးဆိုတဲ့အစာအုပ်ကလေးရဲ့အခန်းဆက်ပဲဖြစ်ပါတယ်ရှင်အိမ်ရှိတကယ်ဝနိုင်ရက်ခါခြံပေါဝါသူလှမ်းကြည့်သည်ထိုနောက်မိဘိုတဲ့သူရောက်နေလို့ရောက်နေ냐အထင်ဖြင့်မိဘိုတဲ့သူရောက်သွားပြန်သည် ကိုမြဖေကစီးပြောသည်တော်ကြပြန်လာမှာပါဆရာ ပူမနေပါနဲ့ဦးတက်လွင်သည်မိဘတကားမှ အပြင်သို့လမ်းမြော်လျက်ရင်ပူလွန်း၍တက်မာကြီးချလိုက်သည်ငါမားတယ်မြဖေမင်းရှိမှသူ့ကိုဂျပန်သားမှန်သိအောင်ဖွင့်ပြောလိုက်သလိုဖြစ်သွားတယ်ဆရာမဟာသူ့အမအဖေတို့မအေခွဲသူ့ကိုငငယ်လေးကလေးကငါမွေးစားလာတာ သူ့အဖေဂျပန်ဆိုတာကိုဘယ်သူ့ကိုမှငါမပြောပါဘူးလို့သူ့ကိုဂရီပေးပြီးမှငါခေါ်လာတာငါဂရီပြက်ရပြီဦးတက်လွင်ဤအတန်ဒီတုံခါနေသည် လေယူလေသိန်းအတက်အကြအတန်တို့သည်ဆိုလဲဆို၍ကိုမြဖေမှာဦးတက်လွင်ပြောပြနေသောစကားများကို စကလုံးကွဲအောင်တဲတဲမဲမဲစိုက်နာထောင်နေရသည် ဥသက်လင်းစကားဆုံးသွားမှကိုမြဖေကမျက်နှာငုံ၍စိတ်မကောင်းတမ်းဖြစ်ပြန်ပြောသည်ကျွန်တော်ကဆရာညီလေးအရင်မထင်နေတာ ကျွန်တော်မှယုံအောင်မယုံနိုင်ဘူးဆရာဆရာမလေးလည်းတနာပါတယ်သူ့မောင်လေးဖြစ်လို့သူဒီကိုလာနေတာကျွန်တော်အခုမှပဲသိရတော့တယ်မောင်မောင်ကတော့သူ့အမလို့ပြောတာကိုယုံမုံမရဘူးဆရာ ဦးတက်လွင်သည် နောက်ကြည့်လာသောစိတ်တို့ဖြင့်ရှေ့ဆက်၍မပြောတော့ဘဲအိမ်ရှိသူပြန်ထွက်လာသည်ညနေမှညညမှည၈နာရီ၈နာရီမှ10နာရီအထိ မောင်မောင်အိမ်သို့ပြန်မလာကိုမြဖေသည်မောင်မောင်ကို10နာရီအထိထိုင်ဆောင်နေပြီးမှမဆောင်နိုင်တော့၍သူ့အိမ်ရှိရာသို့ပြန်သွားသည် မောင်မောင်တကားလာခောက်လျင်ချက်ချင်းချားနိုင်အောင်ဦးတက်လွင်သည်အိတ်ခမ်းထဲသို့မဝင်ဘဲညတကောင်ကျော်အထိပက်လက်ကလေးထိုင်၌ထိုင်၍ထိုင်ဆောင်နေသည်တကောင်ကျော်သွား၍ဦးတက်လွင်ကောင်းကြီးလာသည်ခုအချိန်မှပြန်မလာလျင်ယနေ့ညပြန်မလာတော့မှန်းသိလိုက်သည်ထုံအသည့်ဖြင့်ဥတက်လွင်မှာနေစရာထိုင်စရာမရှိအောင်ဖြက်ဖြက်လိုပူပန်ကြောင်းကြလျက်ရှိသည် ယူမီဆန်ဣသရင်ကိုသိလျင်ဘယ်လိုဖြစ်မည်လဲကို မတွေးဝင်အောင်ဖြစ်မိသည် တုံလုံးခြောက်ခြားလာသော စိတ်တို့ဖြင့်အိမ်၌မောင်မောင်မရှိခြင်းသည် သူ့ရင်ထဲကနှလုံးသားချေများမရှိတော့တကယ်သို့ဟာလာဟင်းလင်းဖြစ်လျက်နေမဖြစ်အောင်စိတ်ဆင်းရဲလာသည် မောင်မောင်ကို မြင်ရောင်လာသည် မောင်မောင်မရှိမှ မောင်မောင်ကိုမြင်အောင်လျက်ရှိရခြင်းသည် သူ့စိတ်ကိုပုံမူ၍ထိခိုက်စေသည်တနာစရာကောင်းသောမောင်မောင်ချစ်စရာကောင်းသောမောင်မောင်တနာစရာကောင်းပါလျက်သူ့ဘက်မှတနာရာချစ်ရာမရောက်တော့ဘဲရက်ဆက်ရာရောက်ရခြင်းအတွေ့သူ့ကိုယ်သူပြန်၍ခွင့်မလွန်နိုင်အောင်နောင်တကြီးစွာ ဖြစ်မိသည်ဘယ်သွားမလဲတငယ်ချင်းရင်သွားမလား ဒီညဘယ်မှာအိမ်မလဲအိမ်ထဲမှာပတ်စံရှိခြင်းမရှိမီဒီညထမင်းဘမစားမလဲစာများနေမလားဘယ်သူအိမ်မာများရောက်နေမလဲဦးတက်လွင်သည် ပူပန်ကြောင်းကြစိတ်ဖြင့်ရှည်လျားစွာအတော်မတတ်သောအတွေ့တို့ဖြင့်မိုးလင်းသွားသည်ယနေ့နံနဲ့ဦးတက်လွင်ကြောင်းမတက်နိုင်တော့ဘီး နန်းနယ်စောစောကကိုမြဖေရောက်လာပြီးနောက်ဦးသက်လွင်သည် မောင်မောင်သွားမြည်ထင်သောအိမ်နှအိမ်သုံးအိမ်တို့တွားရှာကြည်သည်ယူမီဆန်သည် နန်းနယ်ကိုးနာရီတွင်ဦးသက်လွင်စီတို့ဖုံးဆက်လိုက်သည်ဦးသက်လွေနေမကောင်း၍ကြောင်းမလာနိုင်ကြောင်းသိရသောအခါယူမီဆန်မှာဘာမှန်းမသိရင်နေနိုင်လီလံသွားသည် နန်နဲ့အချိန်မိုင်းစာတင်ပြီး17နာရီအထိမနေတော့ပဲကျောင်းကိုကြီးကိုခွင့်တိုင်းကအိမ်ပြန်လာသည်အိမ်၌အဝေလဲလျက်ဥသက်လွင်အိမ်သို့ပြန်ထွက်သွားသည် ဥသက်လွင်သည်ဘယ်မှမရှာမရ၍အိမ်သို့ပြန်လာကစိန်မောမောဖြင့်ပလက်ကလေးထိုင်ပေါ်၌ထိုင်လျက်ခြေပြေးလက်ပြေးဖြစ်နေသည် ကိုမြဖေကယူမီဆန်ကိုအိမ်တကားဖွင့်ပေးသည် ယူမီဆန်သည်ပလက်ကလေးထိုင်ပေါ်မှဥတက်လွင်ကိုမြင်၍တကားပေါင်းမှပင်ခါကလေးကုံညွတ်ခါနှုတ်ဆက်ပြီးနောက်ဆရာနေမကောင်းဘူးလားဟိုမေးလိုက်သည် ထိုင်မဆရာမကိုမြဖေသည်ဥတက်လွင်အနားသို့ကလထိုင်တလုံးဆွဲရွှေပေးလိုက်သည်ယူမီဆန်ထိုင်ထိုင်ချင်းဥတက်လွင်ကပြောပြသည်မောင်မောင်မရှိတော့ဘူးဆရာမ။အိုး အမလီဘယ်ဘယ်သွားသလဲဆရာယူမီဆန်သည်အထိတ်တလန့်ဖြစ်လျက်မျက်စီမျက်နှာပြက်ခါရင်တရိတ်တိတ်ခုံလာသည်မင်းညားကတိတ်တိတ်ကလေးအင်ကထွက်သွားတဲ့ဆရာမဥဒတ်လွင်သည်ယူမီဆန်နှင့်မျက်နှာချင်းမဆိုင်ပဲမျက်နှာကိုအောက်ချကအတန်အအဖြစ်ပြောလိုက်သည်ဘယ်လိုကြောင့်အင်ကတိတ်တိတ်ထွက်သွားရလဲဆရာပြောပါဆရာဘယ်သွားတာလဲဆရာ ။ဦးသက်လွင်သည်ငြိမ်သက်လျက်ရှိသည်။ယူမိဆန်ပူပန်မှုចောင်းចောင်းမှုတို့ကိုကြိုတင်၍မြင်အောင်ထားကတနာကျင်နာစိတ်တွေယိုဖိလျက်နှုတ်ကထွက်ရန်စုံဆိုင်ဖင်လေးလျက်ရှိလေသည်။ဆရာနဲ့စိတ်ဆိုးသွားသလားဆရာ။ပုံမှန်ပြနေသောယူမီဆန်၏မျက်နာကလေးကို မကြည့်ရဲ့ကြည့်ရဲ့သူ့အမားကို အရင်တောင်းပန်လိုက်သည်ကျွန်တော်အမားပါပဲဆရာမ ဆီယာမကိုရန်ရန်ဆန်းဆန်းသူပြန်လောက်တာသိရတော့မြားဖြေရှိမှကျွန်တော်စိတ်မထိန်နိုင်လုံလို့ဆီယာမဟာမင်းအမားလို့ဖွင့်ပြောမိလိုက်တယ်။သူ့အဖေဂျပန်ပြင်မှန်းမြားဖြေတိသွားတယ်။အိုးဆီယာယူမီဆန်သည်ရင်းနေနိုင်လိုင်းထလျက်ပြင်းထန်သောပူဆွေးဝန်းနေမှုကို ခံစားလိုက်ရကမျက်ရည်များ တပေါက်ပေါက်ကြလာသည် ဦးသက်လွေမှာမျက်ရည်ပေါက်ပေါက်ကြနေသောယူမီဆန်ကိုမကြည့်ရခါမျက်နှာလွှဲလိုက်ရသည်ယူမီဆန်သည် စိတ်ကိုမထိန်နိုင်၍ကြာစည်းလာသော မျက်ရည်ပေါက်များကိုလက်ကင်ပွားဖြင့်တုံရင်းမှမေးသည်ဆရာသူ့ကိုမေးမလို့ပြောတော့သူဘာပြောသလဲဆရာမယုံဘူးဆရာမဦးသက်လွေသည်ပျော်ပြီးသူ့သွားများကို ကျိန်မှန်းမသိကြိတ်လျက်ပြင်းပြစွာတက်ပြင်းရှူလျက်ရှိသည်မယုံမှုတယ်လားဆရာမယုံမှုဆိုတာကျမဝန်းနေပါတယ်ဂျပန်သွေးမဆက်ချင်တာတိတ်ထင်ရှားပါတယ်ဂျပန်ကိုနာကြည့်တာလဲတိတ်ထင်ရှားပါတယ်မယုံတာနာကြည့်ရထားပါအောင်သူ့စာမွေးပွဲကဘယ်တော့လဲဆရာစာမွေးပွဲက၃ရက်ပဲလိုတော့တယ်ဆရာမ ယူမီဆန်သည်ခေါင်းကိုယမ်းလျက်ရှိသည် ထို့နောက်သူ့စိတ်ကို မချုပ်တီးနိုင်ပဲမျက်ရည်များပြန်ကျလာသည်ဦးသက်လွင်မှစို့နေလျက်စူးစား၍ယူမီဆန်ကိုနှစ်သိမ့်စကားအားပေးစကားပြောရသည် ပြန်လာမယ်လို့ထင်ပါတယ်ဆရာမသူ့ဝေစားတွေလည်းဘာမှယူသွားတာမဟုတ်ဘူးမင်းကညနေကျောင်းကပြန်လာတဲ့ဝေစားနဲ့ထွက်သွားတာ။ကျမတော့ပြန်လာမယ်မထင်ဘူးဆရာ။ ဒါကြောင့်သူ့ကိုကျမဖွင့်မပြောရဲတာပါသူ့အတွက်အရေးကြီးတာကစာမေးပွဲပါကျောင်းသားဟာစာမေးပွဲအရေးကြီးဆုံးမဟုတ်လားဆရာယူမီဆန်ဤရှိုက်ပြောတဲ့လေးသည်ဥတက်လွင်ဤနှလုံးသားထဲ၌ပဲ့တင်ထက်ကတိမ့်တိမ့်ခါ၍နေသည်အရေးကြီးတာပေါ့ဆရာမပထမစာမေးပွဲကိုသူမဖြစ်ရင်ဒီနေ့သူစာမေးပွဲအောင်ဖို့မျှော်လင့်စရာမရှိဘူးမဖြစ်ပါဘူးဆရာ။ သူ့ကိုမတွေ့တွေ့အောင်လိုက်ရှာရမယ်။မတွေ့တွေ့အောင်လိုက်ရှာပါဆရာ။ကျွန်တော်နန်းနဲ့ကလိုက်ရှာတယ်။ညနေကျရင်သူ့တငယ်ချင်းတယောက်နေတဲ့အင်းစိန်ကိုကျွန်တော်လိုက်သွားမယ်။ယူမီဆန်သည်မောင်မောင်စာမေးဝဲမဖေးပြစ်မှာကိုတကြောင်ကြကြစိုးရင်ဘူပန်လျက်ရှိသည်။တစ်နှစ်လုံးအတွက်ဆုံရှုံထိခိုက်နစ်နာသွားလျင်သူ့အတွက်ကြောင့်မောင်မောင်ဆုံရှုံနစ်နာခြင်းသာဖြစ်သည်ဟုတွေးမိသည် မောင်မောင်ပညာရေးအတွက်ဆုံးရှုံးနစ်နာမှုမဖြစ်စေရန်သူဘဲပုံကူညီဆောင်ရွက်ပေးရမည်နည်းဟုနီလန်းရှာပွေရာမကြံတတ်အောင်ဖြစ်ခြင်းကြောင့်ဖော်ပြနိုင်စွမ်းမရှိသောစိတ်ထိခိုက်မှုကိုခံစားရသည်မောင်မောင်အပေါ်၌ချစ်သောစိတ်ပူပန်သောစိတ်စိုးရိမ်သောစိတ်တို့ဖြင့် အားပြိုင်ကြီးမားခြင်းဖြင့်သူ့ဘက်မှမောင်းမောင်းတွက်ဆိုလျင်အသားကိုလည်းပေးရန်အစဉ်သင်အသွေးကိုလည်းပေးရန်အစဉ်သင်အသက်ကိုလည်းပေးရန်အစဉ်သင်သူတို့သူစွန့်လွတ်နိုင်သူဖြစ်ခြင်းအထိဘာမဆိုလုတ်ပေးမိစိတ်များတဖွာဖွာဖြစ်ပေါ်လျက်ရှိသည်နန်းနေဝီလီဝီလင်းနှင်းဆက်တွေဖြန်းစို့ထားသောကတရာလန်းသည်ဖိတ်ဖိတ်လန်းနေသည် မြူးနှင်းတွင်ကြားမှတိုးဝေလာသောမြောက်ပြန်လေးသည်အေးမြလျက်ရှိ၍နှင်းမုံနှင်းဆက်ကလေးများ၏အာသင်အင်သည်ဖြစ်စေသောလန်းဆန်းခြင်းနှင့်ပေါင်းဆက်လိုက်သောအခါတွင် ထိုအေးဓာတ်သည် စိမ့်များများဖြင့်နှစ်လိုပွဲရာကောင်းလာသည်အဝေးတနေရာ၌တင်းရိပ်တို့ဖြင့်ဆိုင်းကအုံမိုင်းလျက်ရှိသောလှဲကူးရွာ လဲကူးရွာမှာဖုံကြီးချောင်းဤအမိုးပုံပြတ်သက်အထွတ်တို့သည်ပန်းလွှာသောနှင်းတူတဲတွင် ကောက်ချောင်းချစ်ထားသည်နှင့်ပီပီပြင်းပြင်းပေါ်လင်းလျက်ရှိသည်အနီအဝေးမြင်းမြင်းသမျှသောအရာဝိထုများသည်ကြည်စင်ဝင်းပါသောအလင်းရောင်၌တည်ငြိမ်သောအလှကိုစောင့်လျက်ရှိသည် တရေရိပ်ပြေးနေသောကားလေးသည်လှဲကူးရွာကိုကြော်ဖြန့်လာခဲ့သည် ကြိုင်စကားသို့ထွက်လာသောယူမီဆန်သည်ရခင်တစ်ခေါက်ကလာခဲ့သောဤခရီးဤနန်းနဲ့ဦးကိုပြန်၍အမတ်ရကတစိမ့်စိမ့်ကြေးခွဲလာသည်ညာကတညာလုံးခန်းစားချက်ပြင်းပြစွာဖြင့်တရေမြမအိတ်ခဲ့ရာ မောင်မောင်ရန်ကုန်၌မရှိလျင်ကြိုက်စကားသို့ပြေးရမည်ထွက်ကသူ့အတွေ့အချက်နှင့်သူဥဒန့်လွင်ကိုပင်အတိမပေးနိုင်တော့ဘဲသူ့စိတ်နှင့်သူ့ကိုတယောက်တည်းထွက်လာခဲ့သောခရီးဖြစ်သည်မောင်မောင်သည် တခြားနေရာသို့သွားအောင်မည်မဟုတ်ကြိုက်စကားဖုံကြီးចောင်းတို့သာမုန်းချအရင်သွားရမည်ဟုယူမီဆန်ကျင်းသည်တွက်လာခဲ့သည် အကိုကြီးစကားကိုမယုံဘူးဆိုကအိမ်မထွက်သွားသောမောင်မောင်သည်သူ့အကိုကြီး၏စကားမှန်မမှန်နောက်ဆုံးအနေအားဖြင့်စုံစမ်းလေအောင်မည်စုံစမ်းပြီး၍မဟုတ်မမှန်မှန်သိမှသာသူ့အကိုကြီးကိုတန်ရောစင်ဖြတ်၍ပြက်ပြက်တောက်တောက်လုံးနိုင်လိမ့်မည်ဟုယူမိဆန်တွတ်မိသည်ကြိုက်စကောမှာတပါမောင်မောင်အချားပင်သွားမိကိုယူမိဆန်အနေဖြင့်တွေးတတ်စရာမရှိ။ အခြားတနေရာသွားမည်ဆိုလျင် ရှာတတ်မည်မဟုတ်သူထင်သောနေရာသို့လိုက်ရှာရန် ထွက်လာခြင်းဖြစ်သည် မောင်မောင်အတွက်အရေးကြီးသည်မှာစာမေးပွဲဟုယူမိဆန်စိတ်ကစွဲနေသည်เจ้าหน้าที่สาเมวဲဖြည့်ရန်ပြက်ကွက်ခဲ့သောเจ้าหน้าဤဆုံးရှုံးမှုသည်မြည်သည့်ဆုံးရှုံးမှုနည်းများမတူသောနိနာဆုံးရှုံးခြင်းဖြစ်ကြောင်းကို ယူမိဆန်စိန်၌အလေးအနက်ထားသည် နွေချောင်းပိတ်နောက်ဆုံးဆောင်မီဝဲကြီးပြီးမှဂျပန်သူမပြန်ခင်မောင်မောင်ကိုသူကိုယ်တိုင်ဖွင့်ရဟန်ချိတ်၍စိတ်ကူးနေစေဥတန်လွင်ကကြိုတင်၍ဖွင့်ပြောလိုက်ခြင်းကြောင့်ပထမပတ်ဆောင်မီဝဲနှင့်မောင်မောင်လွှဲရမည်အခြေသို့ဆိုင်ရောက်နေသည်ယူမီဆန်သည်မောင်မောင်၏ပညာရေးအတွေ့နိနာမီကိုနှမျောပူပန်ကစိတ်တော်ကရောက်လာရသည် ကြိုက်စကောဖုန်ကြီးเจ้า၌မောင်မောင်ကိုတွေ့ရပါစေဆိုသောဆုတောင်းသည်ကြိုက်စကောရောက်မှပင်အချိန်မီမြပေါင်းကြည့်နိုင်မည်မဆုံးနိုင်သောအရေးအတွက်ဖြစ်သည်မောင်မောင်သည်ညနေပိုင်းအိမ်ကထွက်သွားပြီးနောက်တနေ့နန်းထဲမှယူမီဆန်သေးရသည်ထိုနေ့ကလည်းမောင်မောင်ပြန်မလာနောက်တနေ့၌လည်းမောင်မောင်ပြန်မလာပင်မောင်မောင်ပြန်မလာသည်မှာနှစ်ရက်ရှိလာသည် မောင်မောင်တို့ဖြေဆိုးရမည်စာမီးပွဲကမနှက်ဖန်စားဖြေရမည်ဖြစ်ခြင်းကြောင့်ယူမီဆန်စိတ်ပူကြီးစွာဖြင့်အိမ်မှယနေ့ဝေလီဝေလင်းထွက်လာခဲ့ခြင်းဖြစ်သည်မောင်မောင်ကို ဖုံကြီးကျောင်း၌တွေ့ခဲ့လျင်ဖုံတော်ကြီးအကူအညီဖြင့်မောင်မောင်ကိုမရမကခေါ်ခဲ့က စာမီးပွဲဖြေခိုင်းရန်ကြံစီတွေးတော်လာသည် စာမိသည်ယူမိဆန်စိတ်ကြိုင်မီးကုံရန်ကုံမောင်းချလာသည်နန်းနဲ့၆နာရီမခွဲခင်ဘကိုးတို့ရောက်သည်နန်းနဲ့လင်းအောင်ပြိုစာကြည်စင်ဝင်းပါသောလင်းအောင်ထဲ၌ရွှေမော်ရောစီဒီတော်ကိုဖူးတွေ့လိုက်ရသည်ယူမိဆန်သည်လက်ကလေးနှစ်ဖက်ရှက်ကာကြိုက်စကော၌မောင်မောင်ကိုတွေ့ရန်စူတောင်းရှိခိုးလိုက်သည်နန်းနဲ့၈နှစ်၌ကြိုက်စကောသို့ရောက်ကြသည် ယူမီဆန်သည် သူ့ကားကိုဘုံကြီးကျောင်းရှိရာဖျားကုန်းပေါ်သို့မတက်စေဘဲလှင်းလန်းကျောင်းသို့သာ မောင်းချခိုင်းသည် စေဒီပြက်ကြီးနှင့်ခန်းလန်းလန်းတပင်ရိတ်အောင်၌ရက်ခိုင်းလိုက်သည်ကားထံကြား၍ကားမြင်လျင် သူ့လိုက်လာမှန်းသည့်ကားမောင်းမောင်းပြေးမှကိုကြိုတင်၍ပူပန်လျက်ကားကိုအစာဖြောက်ထားလိုက်သည် သူ့ကိုရုတ်တရက်ကြည့်လျင်မြမအမျိုးသမီးထင်ရအောင်မြမအဝေစားဝေးခဲ့သည်ဒေါ်အောင်မေဤမူရုံအကွက်ခြုံဆောင်ကလေးကိုယူခဲ့လျက်ခေါင်းကိုအုပ်ခါလဲတွင်ပတ်၍ကိုယ်တစ်ပိုင်းခြုံပြီးမှကားပေါ်ကဆင်းလိုက်သည်ယူမီဆန်သည်ရင်တထိတ်ထိတ်ဖြင့်ဖျားကုန်းတော်ပေါ်သို့တက်ခဲသည် ဖျားကုံးမြင့်မော၌မြည်သူကိုမျှမတွေးရပြီရခင်ရောက်ဖူးသောဖုန်ကြီးချောင်းဝင်းအတွင်းသို့ကိုယ်ဝင်သွားသည်ချောင်းဝင်းထဲ၌မောင်မောင်ကို တွေးလို့တွေးညာဟိုဟိုဒီဒီကြည့်ပြီးမှချောင်းပေါ်သို့တက်ခဲ့သည်เจ้าอบอดတ်တွင်ကြိုင်စကောဆင်ရတော်ကိုကလထိုင်ပေါ်၌စိုက်စိုက်မြိုင်မြိုင်ဖူးတွေးရသည်ဆင်ရတော်သည်เจ้าမော်သူဒရကာမတူတက်လာမှန်းသာတည်သည် ်မြည်သူမြည်ဝါမှန်းမတီသေးပေရူမိဆန်သည်ခေါင်းပတ်ခြုံလာသောဆောင်ကလေးကိုဆွဲခွာလိုက်သည်ဆောင်ကိုပခုံးပေါ်၌တင်ပြီးမှဆရာတော်ကိုဥချလိုက်သည်ယုံမိဆန်ဆောင်ဖယ်လိုက်၍မျက်နာပေါ်လာမှဆရာတော်ကမြန်မာမဟုတ်မှန်းသိသည် တခါကသူ့เจ้าသူလာသောဂျပန်ဆီယာမာလီလာဆိုသောအကြီးဖြစ်ဆိုင်ငေးကြည့်လိုက်သည် တပည့်တော်မကိုမှတ်မိပါသလားဖေယားမနှစ်ကဒီเจ้าကိုလာတဲ့ဂျပန်ဆရာမပါဆရာတော်ဒီပြုံးလျက်ယူမီဆန်ကိုရှွန်းရှွန်းဆာဆာကြီးကြီးကပြောလိုက်သည်အေးအေးမှတ်မိပါရဲ့ကွယ်မောင်မောင်နဲ့တွေ့ခဲ့ပြီလားယူမီဆန်မျက်နှာလေးသည်လင်းထိန်သွားကမျက်လုံးများပါတောက်ပရှုံးလဲလာသည်မောင်မောင်ဒီမှာရှိသလားဖေဟာ ဆရာတော်သည်ယူမိဆန်၏အကဲကိုကြည်လျက်ခက်ဆိုင်ဆိုင်ရှိပြီးမှ ပြန်ပြောသည်။ကျောင်းအောင်မှမတွေ့ခဲ့ဘူးလား။မောင်မောင်ဒီမှာရှိတယ်လေ။ဒီရောက်တာနှစ်ရက်ရှိပြီ။အိမ်ကပြေးလာတယ်ပြောတယ်။ဖုန်ကြီးကလည်းသူ့ကိုပြန်သွားဖို့နေ့စဉ်တိုက်တွန်းဆုံးမနေတာပဲ။ယူမိဆန်သည် မောင်မောင်ကျောင်း၌ရှိသည်ဆို၍ရင်ပေါ့သွားကရွှင်လန်းအားတက်လာသည်။"သူဘာပြောသလဲဖေယား?"" ။တပည့်တော်အကြောင်းကို မမေးဘူးလားဖေ။ဆရာတော်သည်ယူမိဆန်ဤစကားအတန်ဝဲဝဲကိုအထူးအာယုံဆိုင်လျက်နားထောင်ရသည်။မေးတာပေါ့။ဂျပန်ဆရာမလာသလားမေးလို့လာကြောင်းဖုန်းကြီးသူ့ကိုပြောပြတယ်။ဂျပန်ဆရာမကသူ့ကိုသူ့မောင်တော်တယ်လို့ပြောသွားသလားမေးတယ်။ဒီတော့ဖုန်းကြီးကသူ့မောင်လို့မပြောပါဘူး။မိတ်ဆွေရဲ့တားလို့ပြောသွားကြောင်ပြောလိုက်တယ်။ ယူမီဆန်သည် ပြုံးမဲ့မဲ့လေးဖြင့်ပြန်၍လျှောက်လိုက်သည်တပည့်တော်ရဲ့မိတ်ဆွေတော်မဟုတ်ပါဘူးဖေဟာမောင်မောင်ကတပည့်တော်အဖေရဲ့သားပါဂျပန်မှာတပည့်တော်အမေတပည့်တော်ကိုမွေးဖွားပြီးတည်ဆုံးသွားတော့မြမပြည်မှာအဖေကနောက်ထပ်အိမ်အောင်ပြုတ်ပါတယ်။တပည့်တော်နဲ့မောင်မောင်နဲ့မောင်နှမပါပဲ။ မြန်မာပြည်ရောက်စားကသူ့ကိုရှာတဲ့အခါမှာတပည့်တော်နဲ့သူနဲ့အဖေသူအမေဝဲမောင်နှမတော်တာဘသူကိုမှမပြောဘဲနဲ့ရှာပါတယ်။နောက်ဆုံးသူရှိတဲ့ចောင်းဆရာစီကို ရောက်တော်မှာပဲတပည့်တော်နဲ့မောင်တော်ចောင်းတခါရင်ဖွင့်ပြောပါတယ်။ဆရာတော်ကဖြတ်မိလိုက်သည်။ဘာဖြစ်လို့မောင်တော်တဲ့အကြောင်းသူ့ကိုမပြောကြတဲ့တော့ ယူမီဆန်ဤမျက်နာကလေးသည်စိတ်မကောင်းသောအမှုအရာသို့ရုပ်ချီးပြောင်း၍ညှို့သွားလျက်ရင်ထဲ၌ဆို့သွားသည်တပည့်တော်သူ့ကိုတွေ့တွေ့ချင်းမှာပြောချင်ပါတယ်ဖေဟာစိတ်ရကချက်ချင်းမပြောပါနဲ့အုံးစောင့်ကြည့်ပါအုံးဂျပန်ကိုမောင်မောင်ကတိတ်မုန်းတယ်တဖြည်းဖြည်းမှ ပြောပါဆိုတဲ့အတွက်အခုထိမပြောဘဲထားရပါတယ်မောင်တက်လွင်ပြောတာမှန်တယ်တကယ်မလား ဂျပန်ကိုမုံယုံမကဘူးတိတ်နာကြည့်တယ်ဒီเจ้าမှာနေကလေးကသူ့အဖေဂျပန်လို့ပြောတဲ့လူလက်သီးနဲ့ထိုးတာပဲမောင်သက်လွင်ကညီအရင်လို့မွေးပါမယ်ဂျပန်သားမန်ဘသူ့ကိုမှမပြောဘူးဆိုလို့လိုက်သွားတာအခုတော့သူ့ကိုမောင်သက်လွင်ပါဇက်ကဂျပန်သားလို့သူ့တပည့်တွေရှေ့မှာဖွင့်ပြောတဲ့အတွက်ရှက်ပြီးနာပြီးအိမ်ကထွက်လာတယ်ပြောတယ်အိမ်ကိုမပြန်ဘူးတဲ့မန္တလေးသွားမယ်ပြောနေတယ် မောင်မောင်အိမ်မပြန်ဘူးကြားရ၍ယူမီစံထိတ်ပူသွားသည် အခုမောင်မောင်ဘာမှလဲဖေဟာစာမေးပွဲမနှက်ဖန်ရှိပါတယ်အဲ့ဒီစာမေးပွဲကို तू မဖြစ်ရင်ဒီတနေ့အတွက်ဆုံးရှုံးမယ်။ဒါကြောင့်တပည့်တော်လိုက်ခေါ်ပါတယ်။သူ့ကိုလိုက်ရအောင်ပြောပေးပါ။ဆရာတော်ဒီမောင်မောင်ကိုယူမိဆန်လိုက်ခေါ်မှသာ မောင်နှမဖြစ်ကြောင်းဇက်ရည်လေသွားသည် မောင်မောင်အပေါ်၌တွေ့တာသောယူမီဆန်၏မြစ်တာစေတနာကြီးမားမှုကိုသိရှိရ၍အလွန်ကျင်နာတနာသွားသည်မောင်မောင်သည်အိမ်မှထွက်ခဲ့ပြီးဘကိုးကားဖြင့်ကြိုက်စကောသို့တန်းလာခဲ့ခြင်းဖြစ်သည်ဥဒက်လွင်စကားကို မြုံနိုင်ခြင်းကြောင့်ဆရာတို့ထံသို့စုံစမ်းမေးမြန်းရန် လာခဲ့ခြင်းဖြစ်သည် ဆရာတော်ကမောင်နှမတော်သည်ဟုမပြောကြောင်းမိษွေသားဟုပြောသွားကြောင်းသိရသည့်အခါ၌ယူမိဆန်နှင့်မောင်နှမမတော်ပဲညံစင်၍ပြောခြင်းကိုထမ်း၍နာကြီးကအိမ်ပြန်ခြင်းစိတ်မရှိတော့ပဲကြောင်းတွင်တောင်းတင်နေ၏သူဘဝအနာဂတ်ခရီးကိုဖန်ပြီးရန်မန္တလေး၌အလုရှာမည်ဟုကြံစီနေစေပင်ဖြစ်သည်ဆရာတော်သည် သူ့အနာရှိခေါင်းလောင်းကလေးကို ကင်လှုပ်လိုက်သည်ကျောင်းသားတရာကျောင်းပေါ်သို့အပြေးရောက်လာကဖုံးတော်ကြီးကိုဥချလိုက်သည်မောင်မောင်ဘမလည်းစွန်းစားကျောင်းမှာရှိတယ်ဖေဟာအေးတော့ခေါ်စမ်းဆရာတော်ခေါ်တယ်လို့ပြောလိုက်ကျောင်းသားလေးသည်ဝိချကကျောင်းပေါ်မှာပြန်ပြေးဆင်းသွားသည်ယူမိဆန်ကျောင်းသူမရောက်ခင်မောင်မောင်သည်ဆုံးစားကျောင်းမှမိရထားဘူတာယုံတန်လန်းဘက်ကိုဆင်းလာခဲ့သည် ပုံမြင့်နေလျှောတနီယာ၌ထိုင်ကရန်ကုန်မှဝင်လာသောမိရထားကိုငေးမော်၍ကြည်နေသည်ထိုအခိုက်မောင်မဝနာသူလူရွယ်နှစ်ယောက်ရောက်လာကြသည်ဟေ့ဂျပန်မင်းခုเจ้าမှာပြန်ကတ်နေတယ်ဆိုမောင်မောင်သည်သူ့နောက်မှာသူ့ပခုံးကိုပုတ်၍ပြောလိုက်တော့သူများကိုလှဲ့မော်ကြည်သည်ငါပါကွာငါ့ကိုမမှတ်မိဘူးလားထုံးချိန်လေးမင်းကြောက်ရောက်နေတဲ့ကြတော့ ဘယ်နဲ့လဲမင်းဖေဂျပန်ကမင်းကိုဘာတွေပေးလိုက်သလဲငါကြားပါတယ်ကွာကတ္တရာကြီးဥစာဤမြေထုံးချိန်သည်အတန်အစိတ်အရွယ်ရှိနေသည် မတွေ့ရတာနှစ်ပေါင်းကြာ၍မောင်မောင်အတော်ကြီးရုပ်ဖန်းอยู่ရသည်ထုံးချိန်ဤမျက်နာမှာစောစောစီစီအယံမူထားသည်မျက်နာမျက်လုံးများမှာအယံခိုးတွေဝေလျက်နေကျင်နေသည် အတန်ကလည်းခံအော်အော်မူတယ်သူ့ကိုယ်၌အောက်ခံပေါင်းမီအနေတပိုင်းပေါ်အောင်သူ့လုံကြီးကို အထက်လှန်၍ပတ်ဝဲထားသည် ထုံးရှိန်နှင့်ရွယ်သူတယောက်မှလည်းထုံးရှိန်ကဲ့သို့ပင်ကစုံမှုနေဟန်ရှိသည် ပစိုးတထဲကောင်းပတ်လျက်အင်းကြီးမရှိ လုံကြီးတူတူဝှစ်ထားသည်ဗလာကောင်းကောင်းအသာမဲမဲအလौကျန်းလို့တည်ယုံမျိုး မောင်မောင်သည်ထွန်းချိန်ကိုမျက်မှောင်ကုပ်၍ကြေးလိုက်သည်ထွန်းချိန်တို့မူးနေကြမှန်းသိ၍လွှမ်းရှောင်ရန်အခြေအနေသုံးသပ်ပြီးမှ ပြန်ပြောသည်ငါ့ကိုဒီစကားမျိုးလာမပြောနဲ့ထွန်းချိန်မင်းတို့သွားမှသာအေးအေးဆေးဆေးသွားကြထွန်းချိန်သည်ဟားတိုက်၍ရေလိုက်ပြီးမှ မောင်မောင်ဤကြောကိုခြေထောက်နှင့်လှမ်းကန်လိုက်သည်။မောင်မောင်ကဟုံးငနေထိုင်ရလိုက်သည်။ဘာကွာဂျပန်စုပ် ငါကအကောင့်မေးတာရန်ကုန်မှာနေရတာနဲ့မင်းကိုမင်းဘာများထင်နေသလဲကြိုက်စကောမှာထွန်းရှိန်တစ်ချိန်နဲ့ရှိတယ်နားလေလားငါပုသားရထွန်းရှိန်ဤမျက်နာပေါ်တွင်မောက်မှဝင်ကြွား၍ကြမ်းကြုတ်ရန်ဆိုင်သော အမှုအရာသည်ပေါ်လွင်လာ၏မောင်မောင်သည် အရှိန်လင်းမြန်စွာဖြင့်ထွန်းရှိန်ဤခါကိုသူ့ဒူးနှင့်စောင့်တိုက်လိုက်၍မြေပေါ်၌ထွန်းရှိန်ပုံလျက်လဲကျသွားသည် ထွန်းရှိန်လဲလဲချင်းထွန်းရှိန်အဖော်ကမောင်မောင်ကိုဝင်၍လုံသည်ကျောင်းသားလေးသည်မောင်မောင်ကိုစွန်းစားကျောင်း၌မတွေ့ရ၍ဖျားကုန်းပေါ်မှပြေးလာကမောင်မောင်တို့ရံပွဲကိုတခဏရက်ကြည့်လိုက်သည်ထို့နောက်ကျောင်းဘက်သို့ပြန်ပြေးကကျောင်းပေါ်သို့ပြေးတက်သွားသည်ကျောင်းသားလေးသည်ဆရာတော်ကိုမောကြီးပန်းကြီးဖြင့်ရှောက်လိုက်သည် ရန်ကုန်ကကိုမောင်မောင်နဲ့ရွာကကိုထွန်းရှိန်တို့ရန်ပြစ်ပြီးတက်နေကြတယ်ဖေ။ယူမိဆန်သည်သူ့ဒူးကိုကြွကာမတ်တပ်ထားလျက်မေးလိုက်သည်။ဘမလဲဘမရန်ပြစ်တယ်လဲ။ဆရာတော်ကလည်းမေး၏။ဟေးငမူးသမားထွန်းရှိန်လား။ဘမတော်တင်မတန်လန်းသားမှာဖေ။ចောင်းသားလေးသည်ပြောပြီးចောင်းပေါ်မှာပြန်ပြေးဆင်းသွားသည်။ ယိုမီဆန်ဒီလည်းကြောင်သားလေးနောက်မှထက်ချက် ပြေးစင်လိုက်သွားသည်ကြောင်အောင်၌စူးလိုက်သည်ခဲတွင်ခြေပေါ်ကကွမ်းမတန်စူးရှာကျင်းနာလှတော်လဲကြောင်သားလေးကိုမှီအောင် ကုံးမြင့်ပေါ်သို့အပြေးလိုက်ရသည်လာရောက်နာဆင်အားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ခန်းဆက်ကလေးတွေထဲမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးဘေးကင်းကျန်းမာကြပါစေ။